လူချင်းများလို့မြင်ကြလားပါဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာကတော့ကြောက်သားပိတ်တယ်ဆိုတဲ့ကြောက်လေးတွေကဘလို့ကြောက်လေးတွေဆိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကဒီပြပေးရဲ့နှစသည်ဒါကြောက်သားပိတ်နေတဲ့ကြောက်လေးပါကြောက်သားပိတ်တယ်ဆိုတာဘလို့ဟာမျိုးပြောလဲဆိုကျွန်တော်တို့ဒါကိုဒီကြောက်သားကိုမီးထောက်လိုက်တဲ့အခါမှာမီးလင်းရဘေးကိုလုံးဝမရှိတာမျိုးမီးလင်းရဘေးကိုဖျက်ထွက်မှုကလုံးဝမရှိတာမျိုးကိုကျွန်တော်ဒါကြောက်သားပိတ်တယ်လို့ခေါ်ပါတယ်ဒီကြောက်ဒီဒါကြောက်သားပိတ်တဲ့ကြောက်ပါ ကျောင်းသားပိတ်တဲ့အပြင်ဒီကျောင်းတွေဒီကျောင်းမျိုးတွေလည်းမကောင်းပါဘူးကျောင်းမျိုးတွေမကောင်းတဲ့အတွက်အတွင်းတွေကဒီကျောင်းအသားတော်မှာကျောင်းအသားတရေအဆင့်ကိုမရောက်သွားပါဘူးဒါအခွန်ကျက်ပြီးတော့ဒါကျောင်းသားပိတ်ပြီးတော့ကျောင်းသားပြတ်သွားတဲ့ကျောင်းတွေပါဒီလိုမျိုးကျောင်းတွေဒီဒါကျွန်တော်ကကျောင်းသားပိတ်တယ်လို့အဓိကဥပဒေပေးပြီးခေါ်ကြပါတယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ဒီကျောင်းမျိုးမှန်တဲ့ကျောင်းတွေမှာဆိုရင်လည်းကျောင်းသားပိတ်တယ်လို့ပဲဆိုတော့မှာပေါ့နော်မီလင်းအနဲတာမျိုးပေါ့နော်မီလင်းအနဲတာမျိုးတွေလည်းရှိပါတယ်ဒီလိုမီလင်းအနဲတဲ့ကျောင်းတွေဆိုရင်လည်းကျွန်တော်တို့ ဒါဈေးကွက်မှာအကြောင်းဝယ်လို့တဲ့နေရာမှာဘယ်လိုပြောမလဲဈေးကွက်အနည်းငယ်ပဲရှိတယ်ပေါ့နော်အကြောင်းဝယ်အနည်းငယ်ပဲဖြစ်ပါတယ်အရင်အကြောင်းဝယ်မဖြစ်ပါဘူးဒါလေးတွေကိုလည်းကျွန်တော်ကတခါတလက်စားတယ်ဒီကြောင်မျိုးမကောင်းတဲ့ကြောက်ဒီမှာကြောက်သားပိတ်တာနဲ့ဒီကြောင်မျိုးကောင်းတဲ့ကြောက်ဒီမှာမီလီယံနဲတာပေါ့နော်မီပေါအားနဲတာမျိုးတွေကိုကျွန်တော်တခါလေးရှင်းပြပေးရတာဖြစ်ပါတယ်ဒါမီလီယံနဲတဲ့ကြောက်ပါဒကောင်ကစံသီးတစ်စီးတော့ပဲလင်းပါတယ်ဒကောင်စလန်တာမီလီယံနဲတဲ့ကြောက်ပါ ကျွန်တော်ဒီလောက်ပမာဏဆိုတော့ကျွန်တော်ကဒါမီလီယံနဲ့လို့သတ်မှတ်လို့ရပါတယ်။မီးပေါက်အားနည်းတယ်ပေါ့နော်။ဒီကောင်တို့တွင်းထဲမှာရန်စလေးတောင်ပါပါသေးတယ်။ရန်စလေးတွေပါပြီးတော့မီလီယံနည်းတာပါ။ဒီကောင်တို့လည်းတွင်းထဲမှာရန်စလေးပါပါတယ်။ရန်စလေးပါပြီးတော့မီလီယံနည်းသွားတာပါ။မီးပေါက်အားနည်းသွားတာပါ။ဒီဘက်ကတော့အကြီးလေးပါ။အဲ့ကျတော့မိတ်ဆွေများအနေနဲ့ ဒီကြောက်သားပိတ်တယ်ဆိုတာကိုသိထားမယ်ကဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဒီနှလုံးဒီဒါကြောက်မျိုးလုံးဝမကောင်းတဲ့ကြောက်တွေမှာပိတ်တတ်တဲ့ကြောက်သားပိတ်တဲ့ပုံစံမျိုးပါဒီအောက်ကကြောက်လေးစားသည်ကျွန်တော်ကြောက်မျိုးကောင်းတဲ့ကြောက်တွေမှာတော့မှဒီလိုမီးပေါက်အားမျိုးနဲတာမျိုးတွေဒီလိုမီးလင်းအားနဲတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီကြောက်စင်းကိုဝယ်တော့မယ်ဆိုရင်အဓိကက ကြောက်တွေဒီမီးပေါက်အားလည်းကောင်းရပါမယ်မီးလင်းအားလည်းရှိရပါမယ် ဒါမှသာလျှင်လည်းကျွန်တော်တို့ရဲ့ဒီအ short တွေထုတ်လုပ်တဲ့နေရာတွေမှာအဆင်ပြေမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဘလို့အမျိုးကိုပြောရလဲဆိုရင်ပြီးပေါက်အောင်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ဘလို့မှုကြောက်တွေကိုပြောတာဖြစ်ပါတယ်ဒါဘင်းဟိုဘာဒါမီလင်းအားဖြာထွက်မှုအားကောင်းတယ်ပေါ့နော်ဒီလိုကြောင့်မျိုးတွေကိုဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေများအနေနဲ့သိထားမှသည်ကျွန်တော်သားပိတ်တယ်ဆိုတာဒီအပေါ်ဟာမျိုးပါဒါလုံးဝကိုကျွန်တော်တို့ဈေးကွက်မှာအကြောင်းဝင်မဖြစ်နိုင်တဲ့အနေအထားမျိုးတွေပါလုံးဝမဖြစ်နိုင်တဲ့အနေအထားမျိုးတွေပါ ဒီအောက်ကကြောက်လေးကြီးဒီအောက်ကကြောက်လေးလေးသားဒီလေဒါဈေးကွက်မှာဆိုရင်တော့သူ့အနေနဲ့သူအနေငယ်ရှိပါတယ်ဒို့ပေမဲ့လည်းသူ့တိုင်းနဲ့သူပဲလုံးလို့ရပါမယ်အားလုံးတော့မဆိုးလို့ပါဘူးဒီကြောက်တရားတော့ဒါကျွန်တော်ဈေးကွက်မှာဘယ်လိုပဲဖြစ်ဖြစ်အရောင်းဝယ်ဖြစ်တဲ့ကြောင့်လေးတွေပါမိစင်များအနေနဲ့ဒါလေးတွေကိုတည်ထားမယ်ဆိုရင်တော့ကြောက်သားမီလီယံနဲတာနဲ့ကြောက်သားပိတ်တာနဲ့ဒါလေးတွေကိုမိစင်များတည်ထားမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုဒီမှာလည်းတိတက်ပို့ပြီးတော့အများကြီးရှင်းပြပေးပါမယ်။အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်အခုလိုရှင်းပြတဲ့ဗီဒီယိုတွေကိုကြိုင်းနေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ ဒီ page ကို like and follow လုပ်ချင်တော့လုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်